ဒီနထိုးကြီးဒီဝလူကိစ္စလိုက်တော့ကျွန်တော်အဲ့အဲ့လိုမရတော့အဲ့အချိန်မှာတင်းရတယ်ဘာဖြစ်နေလဲဘာဖြစ်နေကျွန်တော်တို့ကလည်းအောက်ကိုမေးတယ်နော်မေးတော့တင်းဆောင်ပြီးတော့မှကျွန်တော်တို့အပေါ်ကိုကျွန်တော်တို့ပို့ရတယ်ပို့ပေးတယ်အခုဝလူတို့ပါတော့အခုကျွန်တော်ပြောပြပါမယ်အခုစီမီကုံတို့ပါတော့ပေါ့နော်ကျွန်တော်တို့ပို့ပေးတယ်စကိုင်းဆိုလဲကျွန်တော်တို့ပို့ပေးကျွန်တော်တို့အဲ့လူရလူရအဲ့အချိန်က၄နိုင်၅နိုင်လောက်အချိန်ကတော်သေးတယ် အဲ့အချိန်ကြီးကျွန်တော်မအိပ်ဖဲနဲ့အဲ့သတင်းကိုလိုက်တယ်လိုက်ပြီးတော့ပြောတာတကယ်တော့ကျွန်တော်ပြင်ပန်းတာပေါ့ဘာလို့လဲဆိုတော့ကျွန်တော်အတိုင်းမျိုးချစ်တာလေတိုင်းမျိုးချစ်တယ်နိုင်ငံကိုချစ်တယ်တမ်းတော်သားတွေကိုချစ်တော့အရေးပြတယ်ဗျာကျွန်တော်ကငကိုတွေကအရက်ကြိုက်တာဒါကကျွန်တော်ကဘဘူးမှမလိမ်ဘူးကျွန်တော်အရက်တော့ပြီးဘဘူးမှမမာဘူးကျွန်တော်ကအဲ့မှာတရင်လာရင်းနဲ့ဒီဒီဝလူးကိစ္စပေါ့နော်ငါးကိုရှစ်တို့ငါးရှစ်ကိုတို့ကိစ္စတွေကိုညမှတရင်ပေးရရှိတယ် အဲ့ဒါကြောင့်မလို့ကျွန်တော်ကလောက်တော့ဘာလို့ကျွန်တော်ဒါကြီးသိတော့အများကြီးတော့ကျွန်တော်မပြောချင်ပါဘူးဘာလို့လဲဆိုအခုဒီကျွန်တော်တို့အုံမဒီအုံခါတို့30တို့အဲဆမ်ဆယ်တို့ဟိုကျွန်တော်တက်မတော်ကခင်ဗျားတို့ကအုံမဒီအုံခါမရသေးဘူးလားလို့ခင်ဗျားတို့ကပြောတယ်ဆမ်ဆယ်တို့ငုတ်ကလေးတို့မရသေးဘူးလားလို့ခင်ဗျားတို့ကမေးမယ်ဒါပေမဲ့ခင်ဗျားတို့ဘယ်လောက်ပူပေါင်းလဲခင်ဗျားတို့ရဲ့ပူပေါင်းတဲ့ပုံမှာမူတည်တယ်ကျွန်တော်မအိပ်ဘူး ဲ့တရင်နေလိုက်ပြီးတော့ကျွန်တော်ကအောက်ကမလို့ကျွန်တော်အပေါ်ထိရောက်ပေးတဲ့ကောင်အတူတည်းကျွန်တော်အရက်တောက်တယ်လို့ဘာညာလို့ပေါ့နော်အရက်ကကျွန်တော်ကြိုက်လို့ကျွန်တော်တောက်တာလေကျွန်တော်အရက်တောက်တာနဲ့တိုင်းပြည်ကိုအတော့မအောလာအဲ့ဆိုတမတော်ကဝေဦးစီးချုပ်အဘကချုပ်ကြီးဦးမေအောင်လိုင်းအဘတူချုပ်ကြီးဟုတ်ငွေတော့ပေါ့နော်အခုဒီဘက်နောက်ပိုင်းနေရောသူတို့ရောအရက်မတောက်ဘူးလားဟာတောက်ရတာပဲအရက်တောက်တဲ့လူတိုင်းကခင်ဗျားတို့အထင်မကြီးစရာဟို ဟာဒီကောင်ကရက်တောင်းနေတာပါဘာမှမဟုတ်ရှောက်ပြောနေရမှာဆိုရင်တော့အဲ့ဆိုစစ်သားအရင်မတော့ဘူးလားရှင်းတယ်မတိုင်းနေစစ်သားလေအဲ့ဒီတမတော်ကိုပြန်ပြီးတော့ပုံကန်တော်လန်နေတဲ့လူတွေကအရင်မတော့ဘူးလားမူးစေဝါမရှိဘူးလားအဲ့တော့စဉ်းစားပါဗျာမဟုတ်လားလူဆိုတာဟိုကိုပြောတဲ့ဥစ္စာတော့ ဟိုအရက်တော်တိုင်းခင်ဗျားကလည်းကျွန်တော်တို့ကနိုင်ငံတော်လှုပ်လှုပ်တာနော်တိုင်းပြည်တော်လှုပ်လှုပ်တာကျွန်တော်တို့ရှောက်ပြောနေရမှာအခုကျွန်တော်တို့တိုက်ခိုက်နေတယ်လူတွေအများကြီးပဲစော်ဘုံကြီးမဖမ်းဘူးလားလို့စော်ဘုံကြီးဒီလောက်ဆဲတာလို့စော်ဘုံကြီးဒီလောက်ပြောတာလို့အဲ့ဒီလူတွေကစော်ဘုံကြီးကောင်းကောင်းပါတခုမှမရေးဘူးရောဟမ်စော်ဘုံကြီးကောင်းကောင်းပါလို့မရေးတာလေကျွန်တော်တို့တိုက်ခိုက်နေတဲ့လူတွေကိုကျွန်တော်မေးကြည့်တာပါ ကျွန်တော်ဇော်ဘုံရင်လုတ်ခဲ့တဲ့တက်မတော်တဲ့လုတ်ခဲ့တဲ့ကောင်းကောင်းတွေဘာလို့မရေးဘဲနဲ့ကျွန်တော်ကအမှန်တရားကိုပြောတဲ့ဟာတွေကိုပဲဘာလို့တိုက်ခိုက်နေရလဲခမားတို့မှာရေးစရာအလို့ဆဲလို့ဇော်ဘုံရဲ့ဆဲတယ်လို့ဘာလို့ညာလို့ပဲခမားတို့ရေးတယ်အဲ့တော့ကျွန်တော်ဇော်ဘုံရင်ကောင်းတဲ့လုတ်တခုတွေခမားတို့ဘလူးဘလူးမှမရေးဘူးပေါ့ကျွန်တော်ဖမ်းမယ်ပေါ့ဟောကျွန်တော်ရှင်းချင်တာပြသလားဒါကျွန်တော်တအားဟိုခဏဆောင်တော့ကျွန်တော်ဟိုအောင်ပြောမှာအခုလူတိုင်းက တော့ကြတယ်ကိုဇော်ဘုန်းကြီးမှမပြောရင်နဲ့မယုံဘူးတဲ့ဒီဟောကိစ္စပါလေမလိုက်ဘူးမလိုက်လားအာအဲဇော်ယူထွန်းနဲ့ဒီဘုံမှုဝေဖြိုးဆိုတဲ့လူနဲ့ဖြစ်လာနော်အဲ့တော့ကိုဇော်ဘုန်းကြီးပြောမှရမယ်ဆိုတော့ကျွန်တော်ဟာဟာကိုဇော်ဘုန်းကြီး YouTube မှာတဲ့လိုက်လည်းမတွေ့ဘူးတဲ့ဘာညာပေါ့အဲ့လိုပြောတော့ကျွန်တော်ပြောပေးမယ်လို့ခဏဆောင်းလို့ကျွန်တော်ခီးထွန်းနေလို့လို့ ကျွန်တော်ဒီဇော်ယူထွန်းနဲ့เนาะပြည်သူစစ်ကဇော်ယူထွန်းပေါ့เนาะပြည်သူစစ်ဆိုတော့သူကယာရုအရာခံတော့ကျွန်တော်လည်းမပြောတတ်ဘူးပြည်သူစစ်ခေါင်းဆောင်လို့တော့ပြောတယ်เนาะအုတ်ခွဲတက်ချက်ကြီးလို့လည်းအဲပြောတယ်ဒီဘက်တစ်ဘက်ကတော့ဘုံမှုဝေဖြိုးဘုံမှုဝေဖြိုးဆိုတာကဒီရက်စီအပတ်စဉ်အင်းဒိတ်41ကအဲ့ဒီအကြောင်းကိုကျွန်တော်ပြောပေးမယ်เนาะနားလေအောင်ပြောပေးမယ် ခင်ဗျားတို့ဘယ်သူမှမရှင်းပြနိုင်ဘူးမရှင်းပြနိုင်တဲ့အချက်လက်တွေကိုကျွန်တော်ပြောပေးမယ်ဟုတ်ပြီလားခဏလေးစောင့်အခုကျွန်တော်ပြောချင်တာကျွန်တော်စေပေးမားနေသူများတဲ့ဒီကနေ့တဲ့မိမိဘက်မှာအတိုက်အခိုက်ခံရဆုံးပုံကူကို ပြပါဆိုရင်ကိုစောဖုံဝင်းကိုပဲပြရမယ်တဲ့သူ့ကိုတဲ့တစ်ဖက်ကတိုက်ခိုက်နေတာမဆန်းပြင်မဲတဲ့တမတော်ထောက်ခံနေသူချင်းအတူတူအဖမ်းခံထောင်ချဖို့ကြိုးစားနေတဲ့သူတွေအများကြီးနေပြီတဲ့ ကျွန်တော်သူ့ကိုတိတ်မကြည့်ဖြစ်ဘူးတဲ့ပွင့်ပွင့်လင်းလင်းဝေပန်းမှာမရသေးတဲ့သူပြောရင်နဲ့ကိုရီကိုသွေးဒီလုံးများဒီလုံးတွေများလုံးနေတဲ့ဒါဒါတော့မြတ်မြတ်တာပြောတာများလုံးတာရဲ့ဆဲဆိုရိုင်းဆိုင်တာရဲ့အရက်ပလင်းတပြားပြားနဲ့လုံနေတာရဲ့အကြောင်းနဲ့မကြည့်ဖြစ်တာပါတဲ့ဟုတ်ပါတယ်ကျွန်တော်အရက်တော့တက်ပါတယ်ကျွန်တော်ကအရက်ပလင်းပြတယ်ဆိုတာက ကျွန်တော်အရက်တော့တက်တယ်ကျွန်တော်မလိမ်မညာကျင်လို့ ျွန်တော်အရက်တောက်တာကိုတချို့တွေလည်းကျွန်တော်တို့လူတွေရှိရဗျာအရက်တောက်ပြီးတော့မှ line ပေါ်မှာလည်းတို့မပြဘူးပေါ့ဒါတော့ဒါတို့တို့ကိစ္စနေမဟုတ်လားကျွန်တော်ကတခါတည်းရှင်းပြထားတာကျွန်တော်အရက်တောက်တတ်တဲ့ကျွန်တော်အရက်တောက်တယ်ဆိုတဲ့အကြောင်းကိုပြချင်လို့ကိုအရက်ပလင်းကိုကျွန်တော်ပြနေရတာဘသူကပြချင်မှလဲဗျာကျွန်တော်လည်းအုံနောက်ရှိတာပေါ့ဟုတ်တယ်မလားကျွန်တော်အုံနောက်မရှိတဲ့လူမှမဟုတ်တာဘာလို့လဲဆိုတော့ကျွန်တော်ကမလိမ္မာဘူးခဲ့တဲ့လူတန်းသားထဲမှာမပါဘူး။ဘာဖြစ်လဲကျွန်တော်ရက်တောက်တယ် အရက်တော့လို့ကျွန်တော်မားတဲ့အရာပါရှိလေကျွန်တော်နိုင်ငံတော်တိုင်းပြည်တွေကျွန်တော်လည်းတက်တဲ့ဘက်ကကျွန်တော်လှုပ်တယ်ကျွန်တော်ကအရက်တော့တက်တာကိုမလေးမညာပဲနဲ့သူတော်ကောင်းရောက်မဆောင်ဘူးပြချင်လို့ကျွန်တော်ကတမင်တက်တက်ကလေးပြပေးတာနောက်အမှဒီမှာထပ်ပတ်ပြမယ်ဒါကားတဲ့သဘောမကျတဲ့အပိုင်းနဲ့သဘောကျတဲ့အပိုင်းကတဲ့ရှေ့တန်းကတက်မလို့သားတွေကိုတကယ်ကူညီတယ်တတိရှိရှိနေရာအနှံ့သွားရဲတယ်သူ့ကိုလူတိုင်းသိနေတာလေတဲ့ ပီဒီရဲ့ဝိုင်းထားတဲ့မြင်းညံကမက်တီလာယူမွန်စီအရောက်သွားပြတာလေးစားတယ်ကိုဆိုမက်တီလာရောက်တာတော့ကိုစာတိမြင်းညံကို မပြန်ရဲဘူးတဲ့နော်ကျွန်တော်ပို့ထားတာအရေးကြီးဆုံးအချက်ကကိုစော်ဘုံအင်းကတက်မတော်ထောက်ခံသူအများစုကယုံကြည်လေးစားကြတယ်တဲ့အားကိုးကြတယ်ဒါကလူတိုင်းမှာမရှိတဲ့သူ့ရဲ့ပင်ကိုအရေးချင်းပဲတဲ့သူကတိုင်းမှုတွေတက်မမှုတွေ လောက်ကန်ဆောင်ရွက်နေတာမအောင်မြင်ရင်တာဝန်မကျေသူအဖြစ်တတ်မှတ်ပြီးစော်တော့တာပဲအဲ့ဒီမှာသူ့အတွက်တစ်ဖက်ဒေတာအချင်းတက်လော်ပြီးစစ်စစ်တွေနဲ့ထိတ်တိုက်တွေ့တော့တာပဲတက်လော်ပြီးတော့ကျွန်တော်သိပါတယ်နော်ဒါပါတိုင်းမူလောက်ကိုဖျားတင်တမမူလောက်ကို အကတော်ကလောက်ယူဆကိုးခွေနေတဲ့တက်လော်ပြီးတွေက ိုစော်ဘုံရင်ဆဲဆိုဝေဖန်နေတာတွေကိုနားမခံတာတော့ဘူးတဲ့သူတို့ကတဲ့တိုင်းပြည်ဆိုတဲ့အမြင်ကျေထက်တက်သေးကအရာရှိတွေဆိုတဲ့အမြင်ကျင်းနဲ့ရှုမြင်ကြတာကိုတဲ့မရှိရင်ဘယ်ပြီးဘီအလိုက် ie for novel with to trust ပေါ့နော်ကိုပြန်ဖက်ပါပေါ့ဒီတော့ကိုစော်ဘုံရင်လူတန်းတာကိုတယောမဲတိုင်းမှုတွေကို ခင်မမယ်နောက်ဆုံးကိုစော်ဘွင်းကိုမဖမ်းဖမ်းအောင်တိုက်တွန်းတဲ့အထိပေါ်ပေါ်ဒီနေလှုပ်လာကြတာတွေ့နေရပါတယ်တဲ့ကိုစော်ဘွင်းသည်အများပြည်သူယုံကြည်လေးစားသောမိမိဘက်သားများတက်ကြွလှုပ်ရှားသူအဆင့်ပါ နိုင်ငံရေးနားလည်သူမဟုတ်ပါဘူးချက်တူရွေးကဘာမှမဖြစ်ဘူးမေတော်တွေကကဲပြနေတာနေနေကြတယ်တဲ့မြင်မကောင်းဘူးတဲ့တက်လော်ပြီး စစ်စစ်တွေ့ စေမာတိုက်နေပြီလို့ဝေဖန်ခြင်းပါတယ်တဲ့တာဝင်မကြေတဲ့တိုင်းမှုတွေလက်စားတဲ့ဂိတ်တွေအလုံးမလုံးတဲ့မဲမြေကန်တာဝန်ကန်အရာရှိတွေဌာနဆိုင်ရာဖရဲသီးတွေကိုထောက်ပြရမှာတဲ့ထောက်ပြရမှာလေတဲ့ဒါမှတက်မတော်အတွက်ရော်တိုင်းပြည်အတွက်ရောကောင်းကျိုးရမှာမဟုတ်ဘူးလားတဲ့ဇော်ဘုံအင်းကိုဖန်ခိုင်းနေတာ အရာရှိဇိုးတွေကိုအားပေးနေတာ ਨੇ အတူတူပါပဲတဲ့သူကားတဲ့မဟုတ်တဲ့အရာရှိဇိုးတွေကိုပဲဝေဖန်နေတာလေတဲ့စစ်သည်င်းတွေတင်မလားဟုတ်တာရောမဟုတ်တာရောတင်ကြပါစိုက်ဝါဆိုပြီးနားလည်းပေးလို့ရကြပါလိမ့်မယ်တဲ့အများပြည်သူယုံကြည်လေးစားနေတဲ့စပီကာတယောက်ကို ထောင်မကြကြအောင်ရုံမှရင်အောင်လိန်ပြီးလိန်ကြရင်လိန်ပြီးလိန်ကြရင်နဲ့တက်မတော်အရေးအသွေးနှိမ့်ကြပြီးပြိုကွဲအောင်လုပ်နေတာ ဘယ်သူတွေလဲဆိုတာမိကုံတုတ်လာကြပါလိမ့်မယ်တဲ့ကိုရွှေမျိုးဝင်းတဲ့နော်ကျွန်တော်မလေးဥတော်ကျွန်တော်ဘုံဆက်နေကျွန်တော်ဒီမှာကြည့်လိုက်အခုအချိန်ကဗနေမိနစ်လဲစင်တိုင်းနဲ့တမိနစ်နော်ကျွန်တော်ဘုံဆက်နေတော်ဘုံကြသွားပြီနော်ကျွန်တော်ကတမရိုတကယ်ချစ်တဲ့လူတမရိုသားတွေကိုတကယ်ချစ်တဲ့လူ နေရာတန်းကိုရောက်တဲ့ကောင်ကျွန်တော်ကျွန်တော်ကတကယ်သွားတာအခုနာမခရဲ့အနောက်မြောက်တိုင်းစစ်တပ်နန်းချုပ်တိုင်းဘူးဘိုးချုပ်မျိုးမိထွေးကိုမေးလိုက်တိုင်းစစ်ဦးစီးချုပ်ဒေသ21ကဘိုးချုပ်ကျော်ကျော်ဝင်းကိုမေးလိုက်ကျွန်တော်တို့ကမိသားစုလေနော်ကျွန်တော်ဘာလို့ခင်ဗျားတို့ဖမ်းခိုင်းခြင်းနေကြတာလဲ တတိထားရမယ်မှန်ပုံးလာတယ်ကြည်လိုက်ကျွန်တော်ဖန်ခိုင်းတဲ့လူတွေကဒီမှာကြည့်ဒီမှာနောက်တစ်လုံးတော့နှလုံးလုံးစက်တိုက်လာတာဒီမှာကြည့်ဒီမှာနောက်တစ်လုံး3969383148ဒီမှာက3969680 959 849 ကျွန်တော်ဘာလို့အဲ့လောက်တိုက်ခိုက်ကြတာလဲဖျဲသေးသေးလားကြီးရသေးသေးလားကျွန်တော်အခုနောက်ရောက်တိုင်းစက်လန်ညုတ်တိုင်းမူကြီးရဲ့အလူကိုကျွန်တော်သွားတယ်တစင်းဦးရောကျွန်တော်ချော်စိုးဦးရောသွားတယ်ဒုတိယအချိန်ကျွန်တော်ဆက်သွားတာပထမအချိန်ကတော့ဖြစ်တော့ချော်စိုးဦးမပါတော့ဘူးဒုတိယအချိန်မှာမပါတဲ့အတွက်တစင်းဦးနဲ့ကျွန်တော်နှစ်ယောက်သွားတယ်နော်အကျွန်တော်အကြောင်းတစင်းဦးကပဲပြောပြပါလိမ့်မယ်ကိုစော်ဝန်းရဘလို့ယောက်ျားမျိုးလဲဆိုတာကိုတစင်းဦးပြောပြလိမ့်မယ်အဲ့တော့ဟိုပြောချင်တာဗျာ ခမရတို့ကျွန်တော်ကိုဘာလို့အဲ့လိုဖန်ခိုင်းနေရလဲဟမ်ခမရတို့ကျွန်တော်တခုပြောပြီးတာအနာရှိရင်ဆက်လို့အနာရှိရင်ဆက်ခမရတို့အကုန်မှန်လားတံပေါ်ထဲမှာရှိတဲ့လူအလုံးကမှန်လားဝင်ကြီးဌာနရဲ့လက်အောက်မှာရှိနေတဲ့လူတွေကအလုံးကမှန်လားကျွန်တော်အဲ့ဒါကိုတက်တက်မေးတာလေကျွန်တော်တို့တိုင်းပြည်မှာအခုတံပေါ်ကာဝေးဦးကြီးချုပ် အဘာတုယုတ်ကြီးတို့နဲ့နာဇာကအဖွဲ့ဝင်ဆိုရတရက်နဲ့ကျွန်တော်တို့ကပူးပေါင်းပြီးတော့မှတိုင်းပြည်ကိုပြုပြင်ပြောင်းလဲရမှာဝန်ထမ်းတွေကိုလက်ပေးလက်ယူလုပ်ပါတယ်တို့ပြည်သူကမကြည်ဘူးတဲ့ကိစ္စကြီးအများကြီးရှိတယ်အဲ့ဒါတွေကိုခမားတို့ပြင်ရမှာခမားတို့ကတော့ပြင်ရမှာပြည်သူကဒါမှအစိုးရအစ်စ်တခုပေါ်ထွက်အောင်လုပ်ရမှာခမားတို့ဝန်ထမ်းမလုပ်ချင်မလုပ်နဲ့ ငါတို့လကဒီတိုင်းပဲပေးတယ်ဆိုရင်မလုံနဲ့လေခင်ဗျားတို့ဘာလို့မလုံခိုင်းဘူးခင်ဗျားတို့လှုပ်လာပြီးတော့ငါတို့ရတဲ့လကနဲ့မလုံနိုင်လို့ငါတို့ကလက်ပေးလက်ယူလုပ်တယ်ဆိုရင်ဒါဆိုတိုင်းပြည်ဘယ်လိုကောင်းပါလဲဟဲ့မလုံနဲ့လေကျွန်တော်မလုံနိုင်ဘူးလို့ပြောလိုက်ကွာခင်ဗျားတို့တဲ့ပြောပါလားကျွန်တော်ဒီဝန်ထမ်းစားနဲ့ကျွန်တော်မလုံနိုင်ဘူးပြလို့အစိုးရကိုခင်ဗျားတို့မပြောရဲဘူးလား ။မပြောရတော့ခမောက်ဘာလုပ်လဲလက်ပေးလက်လက်ပေးလက်လုပ်တယ်လေ။လှုပ်တော့ပြည်သူကမကြည့်ဘူးလေ။ဒါအမှန်တရားကိုကျွန်တော်ပြောပြနေတာ။အစိုးရလည်းအစိုးရလုပ်တကူကို तू လှုပ်ပေးလိုက်မယ်။အဘကချုပ်ကြီးက तू တမနာပြင်းနေဖြစ်လိုက်မယ်။ तू ဒါတွေကိုဒီလိုဒီចောင်းတရားတွေရှိရဆိုရင်ပြောလာလို့ရှိရင်ခမရောတတိရှိရှိနဲ့ပြောလို့ဗျာခမရောမပြောရဲမဲ့ပြည်သူပေါ်မှာလက်ပေးလိုက်လို့လှုပ်တယ်ဆိုရင်တော့ပြည်သူကလည်းပြောမှာပဲ အဲ့ဒီအတန်ဒီခမတို့အချိန်ပြည့်ကြားနေရမှာအဲ့ဒါကိုကျွန်တော်ဝင်နှန်းနေလို့ဗါလေကျွန်တော်ကဆဲလို့ဒီကောင်းကိုဖန်ဟောလာဩပြောပြီးသားလေအနာရှိရင်ဆဲလို့ခမတို့ကမတရားသမီးလုပ်တာလေမြေတွေတောင်မှငါဘိုလ်ချုပ်ကြီးရဲ့ညီပါအဲငါပါပါညာပါဆိုပြီးတော့ခမတို့ပြင်းဦးလေးမှာလိန်တာဟမ်လာကျွန်တော်တော့ပြောသေးတယ်မင်းတို့အသက်ရှည်စေချင်ပါတယ်တဲ့ ပြောတာလေးနည်းနည်းလျှော့ပါတဲ့မလိုပါဘူးဗျာလို့ကျွန်တော်ကယင်ထဲကနေကြိတ်ပြီးပြောလိုက်တယ်ခမ ्या ကိုတိုင်ကိုကဝန်ထမ်းတယောက်လုပ်ပြီးတော့မှနိုင်ငံနဲ့လူမျိုးအတွက်ကိုခမ ्या စစ်မှန်နေပြီလားလို့ကျွန်တော်လည်းယင်ထဲကနေမေးလိုက်ပါတယ်နော်မင်းဟိုတဲ့အသက်ရှည်စေချင်တယ်တဲ့ကျွန်တော်ပြောတဲ့လူကကျွန်တော်ကျွန်တော်လိုမျိုးနိုင်ငံတော်ဝင်ကိုသူဘယ်လောက်ထမ်းဆောင်နိုင်လဲ ဟုတ်လားအခုကျွန်တော်ကနိုင်ငံတော်အစိုးရရဲ့လာစာလည်းမယူဘူးလုံးဝမယူနော်ဘဒုပေးစာခန်းစာမှလည်းကျွန်တော်မစားဘူးကျွန်တော်ဒီလိုအလုပ်လုပ်နေလို့ကျွန်တော်မြေခွက်ထုတ်ခွက်မရဘူးပါဘူးခင်ဗျဒါပေမဲ့ကျွန်တော်ကဝန်ထမ်းတွေအကြောင်းကိုအမှန်တရားကိုပြောတယ်တက်မတော်ကစောနာကျွန်တော်ပြီးရင်လာလိမ့်မယ်ကျွန်တော် ပြောပြမယ်အဲ့ဒီလူတွေရဲ့အကြောင်းကိုကျွန်တော်အမှန်တရားကိုပြောတယ်ကျွန်တော် ပတ်စံပေးပြီးတော့လေခိုင်းလို့မရအောင်ကျွန်တော်အမှန်တရားကိုအရင်ကြိုက်တဲ့လူဖြစ်တဲ့အတွက်ကျွန်တော်အမှန်တရားကိုပဲပြောမှာအဲ့တော့ယာရုရှိလို့အာနာရှိလို့လုတ်ပိုင်ဝင်ရှိလို့ဆိုတဲ့လူတွေကကျွန်တော်မုန်းတာပေါ့ဒီကောင်ကမရအောင်ဒီကောင်ကဒီကောင်ကဘလို့သွားညှိညှိဒီကောင်ကဘာတွေသွားပြောပြောဒီကောင်ကဘလို့မအောင်အဆင်မပြေဘူးဆိုတော့သူတို့တိသွားတယ်တိသွားတော့အသက်ရှည်စေခြင်းနဲ့တဲ့ဘာစကားယူမှန်းတော့မသိဘူး အသက်ရှည်စေခြင်းနဲ့ဆိုရင်ကျွန်တော်တို့မြန်မာပြည်ကြီးကိုပြည်သူလူထုကိုဒီလိုအသိဉာဏ်တွေဒီလိုပညာမျိုးတွေအမှန်တရားတွေပြောရဲအောင်ဒီ live ပေါ်မှာဒီလိုမျိုး YouTube ကနေ live တွင်ပြီးပြောပေးပါအဲ့ဒါဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံပြည်သူလူထုကတပြေးပြီးတော့တည်လာမှာပါနော်စစ်တပ်ကိုဘောမာတယ်ဆိုပြီးတော့ဘောတော့ဆုံးမမပါနဲ့ကိုယ့်ရဲ့ကိုကြိုးစည်းဝါးတွေကြောင့်နဲ့အလုံးမလုံးပါနဲ့လူဘဝဆိုတာခမရအသက်ဘယ်လောက်နေရမှာလဲဟမ် အလူဆုံး85နှစ်ပေါ့ဟုတ်လားတေကြပါလေဟမ်ခမားတို့ကကိုယ်နိုင်ငံကိုကိုယ်တိုင်းပြည်ကိုမှမချစ်တာဒါကြောင့်မလို့ကြော်မျိုးမင်းအဲ့စကားတွေပြောနေတာခမားတို့ကတိုင်းပြည်ကိုချစ်ချင်းအောင်ဆောင်နေတာခမားတို့ချမ်းသာဖို့ပဲလှုပ်လှုပ်နေတာဟမ်တိုင်းပြည်ကိုချစ်တာမဟုတ်ဘူးအာကျွန်တော်ကဥပဒေတိုင်းပဲသွားမှာဘူဝါတော်ကတခုပဲကျွန်တော်သွားမှာကျွန်တော်2008ဖွဲ့စည်းပုံအခြေခံဥပဒေရနေเนาะအဲ့အောက်တည်းမှာကျွန်တော်လှုပ်မှာ အဲ့လိုလုပ်ရမှာနော်အဲ့တော့ခင်ဗျားတို့ကအဲ့လိုမလုပ်ဘဲနဲ့အမှန်တရားပြောတော့ကျွန်တော်ကိုတတ်ချင်တာပေါ့ဒီဘက်ကလူတွေထောင်မကြအကြောင်းကျွန်တော်ကိုလိုက်ပြီးတော့ပြောနေရလေကြောင်းချပါဗျကျွန်တော်ဘယ်နာကြောင်းပါလဲ905ပုံမှန်လည်းကျွန်တော်ကြာရင်3နှစ်ပေါ့လူငင်းချမ်းသာမတောင်းဆိုပါဘူးနော်ကျွန်တော်အကြခံပါမယ်ဒါပေမဲ့ကျွန်တော်ထောင်မကြမချင်းတော့ခင်ဗျားတို့မဟုတ်တာလုပ်တဲ့ဥစ္စာတွေကိုတော့ကျွန်တော်ဖော်ထုတ်မယ်နော်တိုင်းပြည်ငင်းချမ်းအောင် တပတ်တလန်ကနေပြောပေးမယ်ဒီ PDF တွေဘယ်မှာမပါလို့နေလဲကျွန်တော်သတင်းပေးမယ်ဒါပဲအဲ့ဒါကျွန်တော်အလုပ်ပဲခမားတို့ကြီးကတချမ်းမလည်းမရှိဘူးအချမ်းမလည်း user စောက်တောင်းလည်းမရှိဘူးဟုတ်ပြီလားเนาะအဲ့တော့အခုစပြောမယ်ဒီဟိုဗာလေပြည်သူစစ်ကဆိုယူထုံးနဲ့ဘုံမှုဖြိုးဝေနဲ့ဖြစ်တဲ့ပြဿနာကသူများတွေကကျွန်တော်ကိုမင်းကအဲဖြိုးဝေဖြစ်လို့မပြောရဲဘူးလို့ဗာလို့ကျွန်တော်လာပြောတာပေါ့ကျွန်တော်အားနဲ့မဟုတ်ဘူး ကျွန်တော်နားမခါမှာရောက်နေလို့တကယ်တမ်းတော့ဘယ်သူမားလဲဆိုရင်ဖြိုးရမားတယ်နော်ဖြိုးရဘာမားလဲဆိုရင်သူက၄၁ကဆိုကျွန်တော်လည်းအတက်တနှစ်ပဲကြီးတာဒီဖြိုးဝင်နဲ့ဒီဇော်ယူထွန်းနဲ့ကကျွန်တော်ကဖြိုးဝင်လို့ဘာလို့ခေါ်လဲလို့ပြောရင်နာမည်ကိုကျွန်တော်ခေါ်တာကယာရူးကိုကျွန်တော်မတတ်တော့နော်ဇော်ဝေဖြိုးဇော်ယူထွန်းကိုလည်းကျွန်တော်ကဇော်ယူထွန်းပဲပြောမှာ ော်နေအောင်လုံးကျွန်တော်တက်ကြီးတယ်ပြည်သူလူထုတွေနဲ့တပတ်ကလူတွေစိတ်ဝမ်းကွဲအောင်နော်ဖြိုးဝေရလဲသူတို့ကသူတို့အကြောင်းတရားတွေအရင်တည်းကရှိခဲ့တယ်မှန်မှချဘူး तू လဲအကြံနဲ့လာတာပဲဒါကမှန်ပဲဘာလို့မှန်မချရလဲ तू က तू ကပြည်သနာကိုမပြည့်ပြအောင် तू ကဖန်တီးတာဒီဖြိုးဝေရနော်နံပါတ်၁ချက်ကမှန်ချရမှာလေမှန်ချလိုက်ပြီးရအောင်ကြီးလေငါဖြိုးဝေပါဟုတ်လား ဘုံမှုပြောပြပါတော့ငါဒီလိုပါအလုတ်ကို